ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကိတ္တမပြန်လဲကျဆွန်လိုက်ပါရှင်။ကျမတို့ channel နဲ့ကနေနေစဉ်ပြရင်းပြပါတဲ့များကျော်ရည်တဲ့များနဲ့အနောက်ဆွေတဲ့များကိုအချိန်နဲ့တပြေးညီစတင်တက်ဆက်ပြတော့မှာဖြစ်ပါရှင်။ယခုပထမဆုံးအစားတင်ဆက်ပေးမယ့်တရင်ကြောင်းလေးကတော့ဂျော်ဆန်စုကြည်ရဲ့အသက်အန္တရာယ်80ရန်ရွေဖန်တီထားပြီးအသက်ထိခိုက်မှုဖြစ်ပေါ်လာတဲ့စက်ကောင်စီတွေလောကတောင်းဝန်ရှိမိဟု NLD ကတော့အသည့်ပေးထုတ်ပြန်ကြေညာထားဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရှင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဝတ်ထားနိုင်ငံရဲ့အကြံပေးခံပုဂ္ဂိုလ်ဂျော်ဆန်စုကြည်ရဲ့အသက်အန္တရာယ်ထိခိုက်မှုဖြစ်ပေါ်လာတဲ့အကြံပေးစကောင်းစီတွေလောကတာဝန်ရှိမှုဖြစ်ကြောင်း NLD ဘဟုအလုံးကော်မတီကယနေ့ကြေညာချက်ထုတ်ပြန်သတိပေးထားဖြစ်ပါရယ် အကြံပေးစကောင်းစီကမတရားဥပဒေမဲ့ဖန်စစ်ထားတဲ့ချော့ဆန်စုကြည်ပြန်လည်လွတ်မြောက်လာရင်ကုလသမဂ္ဂအနောက်ဥရောပနိုင်ငံများတရုတ်ပြည်သူသမ္မတနိုင်ငံနဲ့အာဆီယံနိုင်ငံများကစကောင်းစီထံတို့ပုံကိုရင်ချင်းကဆောင်ရွက်ခဲ့တဲ့နေလအများအပေါင်းဝင်တခြားနေလပေါင်းစုတို့နဲ့လည်းလွတ်မြောက်ရေးလမ်းစောက်ကိုရှာဖွေနေကြကြောင်းတရားရင်စကောင်းစီရတော်ဆန်စုကြည်အုပ်စု ဒေါ်ဆန်စုကြည်ကိုစစ်အုပ်စုဆက်လက်ရပ်တည်နိုင်ရေးကိုဂျားခန့်အဖြစ်ပြန်ပေးဆွဲဖန်ဆင်းထားကြောင်း NLD ကတော့ထုတ်ပြန်ကြေညာထားဖြစ်ပါရယ် ဂျော်ဆန်စုကြည်ကိုလွတ်ဝက်ထားတဲ့နေရာများတွင်နိုင်ငံရေးအကျဉ်းသားတဦးရောက်ပိုင်ခွင့်အခွင့်အရေးကိုများမပေးဘဲချုံနောက်ထားပြီးထုံမြမကလုံလောက်တဲ့ဂျမ်းမရင်ဆောင်ရှောင်းမှုမရရှိတဲ့အပြင်ဂျမ်းမရင်နဲ့ညင်ညွတ်တဲ့အစားအစာနဲ့နေရာချိုင်းခင်းတို့ကိုတင့်တင့်မြတ်တအောင်ဆောင်ရွက်မထားကြောင်းအသက်89နှစ်အရွယ်ရှိနေဖြစ်ဖြစ်တဲ့ဂျော်ဆန်စုကြည်ရဲ့အသက်အန္တရာယ်ရှိစဉ်စစ်တကရည်ရွယ်ဖန်တီးထားတဲ့အတွေ့အထူးပင်စိုးရိမ်ပူပန်မိကြောင်း ဂျော်ဆန်စုကြည်ရဲ့ကျမ်းမာရေးတစုံတရာချွေရမှုတမကအသက်အနည်းကိုပါထိခိုက်မှုဖြစ်ပေါ်လာပါကအာနာသိန်းစကောင်စီတွင်သာလောဝတ်တာဝန်ရှိကြောင်း NNDG ထုတ်ပြန်သတိပေးထားဖြစ်ပါသည် ဂျော်ဆန်စုကြည်နဲ့နိုင်ငံရေးအကြံတော်များအလို့အမြန်ဆိုးချင်းချင်းမရှိလွတ်မြောက်စေရန်ကုလသမဂ္ဂအာဆီယံအတိုင်းအဝန်နဲ့အင်ဒိနာချင်းနိုင်ငံကောက်ဆောင်များနိုင်ငံတကာဖွဲ့စည်းများနဲ့ပြည်တွင်းပြပါကြောင်းနိုင်ငံဆွေးနွေးကဂျိုပန်အားထုတ်နေမှုများကိုအလေးထားအတိမပြုလျက်ဆက်လက်၍ယခုထက်ပိုမိုအားကောင်းတဲ့တွန်းအားဖြင့်ဝမ်းဝမ်းတိုက်တွန်းပေးကြပါရန် NGO ကတိုက်တွန်းတောင်းဆိုထားကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့တပ်ဆက်တိုက်ပွဲမှာ PDF စစ်တပ်ကတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းတပ်ဆက်မြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးမတ်လ10ရက်နေ့တွင်တိုက်ပွဲကကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်တပ်တိုက်ဆုံသွားခဲ့တယ်လို့စစ်ရေးအခြေအနေကိုတည်ရှိခဲ့တဲ့တပ်ဆက်ဒေတာခန့်တို့ကပြောဆိုထားပြပါရယ်။ကာကွယ်ရေးပူပေါင်းတပ်တွေကတပ်ဆက်မျိုးအနေကစကောင်းစစ်တပ်နဲ့ပြူစောချစ်အဖွဲ့ဝင်တွေအထမ်းချသက်ဆွဲထားတဲ့ ဝိုင်းရံငယ်ရွာတင်တဲ့စင်ငယ်ရွာတို့ကိုမတ်လ3ရက်နေ့ကနေစလို့ထုဆစ်စင်တက်ခတ်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းစည်ရေတင်မနေတယ်လို့ဆိုထားဖြစ်ပါတယ်မဇလာဆယ်ရည်ညာရှင်နိုင်ခန့်တွင်စင်ငယ်ရွာကိုကာကွယ်ရေးပူပေါင်းတပ်တွေကထိန်းချုပ်ထားနိုင်တဲ့အချိန်မှာစစ်ကောင်စစ်တပ်ကကျဲတိုက်နေရတဲ့ပုံချဲတိုက်ခတ်တဲ့အပြင်မြေပြင်ကပ်ပါအင်အားလုံးရင်းနဲ့တိုက်ခတ်ခဲ့လို့အထိခတ်များခဲ့တယ်လို့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေခဲ့တဲ့ဒေသခံတွေကပြောဆိုထားဖြစ်ပါတယ်။ မေတ္တာရှန်တက်ကတက်လာတဲ့ Jet Fighter 20ကတွဲရဲ့လာခဲ့ပြီးလာချသွားတာရှေ့စီကချတဲ့ပေါင်900ကလွတ်တဲ့9မိနစ်လောက်နေတော့နောက်တစ်စင်ကပေါင်900တွေထကျချသွားတာအဲ့ဒါပြီးသူတို့စစ်ကောင်စီတပ်ဖက်ကဒရုန်းတွေနဲ့ရောဝမ်ပတ်ပစ်ဆူထားတာကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကသေဆုံးတာ11ယောက်ရှိပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။သေဆုံးသူတွေအပြင်နောက်ချက်ကာကွယ်ရေးတပ်ဖွဲ့ဝင်9ဦးနဲ့အဆက်အသွယ်များပဲပျောက်ဆုံးနေတယ်လို့သူကပြောဆိုထားဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာစကောင်စစ်စစ်တပ်ဖက်ကလည်းတေဆုံးထိခိုက်မှုများခဲ့ပြီးအရေးအတွက်တိကျကိုတော့မတင်ရသေးဘူးလို့ဒေတာခါပြောဆိုထားဖြစ်ပါရယ်။တန်ဆန်မြို့နယ်အခြေကစကောင်စီရဲ့တပ်စခန်းတွေစတဲ့တိုက်ခတ်ခံရတဲ့မတ်လ3ရက်နေ့ကနေစလို့စကောင်စစ်တပ်ကတန်ဆန်မြို့နယ်မှာနေစစ်လူလူလေးချောင်းတိုက်ခတ်နေတယ်လို့ဆိုထားဖြစ်ပါရယ်။ တိုက်ပွဲချင်းနေတဲ့ပတ်သက်လို့တန်းစင်အခြေဆိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတာမရှိသေးပါဘူးစစ်တပ်ထောက်ခံရေးသားထားတဲ့ Telegram Channel တွေမှာတော့တပ်စံမျိုးနဲ့စင်ငယ်ရွာတိုက်ပွဲမှာ PDF ဆက်တူတည်ဆုံပြီးလက်နက်ခဲယံတွေပါတင်စီရမိတယ်လို့ဓာတ်ပုံနဲ့တကွာအေးသားဖော်ပြနေခဲ့ဖြစ်ပါရယ်ဒီချင်းနဲ့ပတ်သက်လို့စကောင်းစီရဲ့စကိုင်းတိုင်းပြောခွင့်ရတူကို RFV ကဆက်တွေ့ခဲ့ပေမဲ့ဖုန်းလက်ခံဖြစ်ဆိုတာမျိုးမရှိခဲ့ပါဘူး။ 2023ခုနှစ်နိုဝင်ဘာလကတပ်စစ်မျိုးပေါ်ကစစ်ကောင်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့နေရာတုပ်ကိုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စစ်တပ်ကလည်းနေကြောင်းနဲ့လက်နက်ကြီးပစ်ပူရာကြောင့် yes gun ကိုမသိမ်းလိုက်နိုင်ပဲပြန်လည်ဆုတ်ခွာခဲ့ရလို့ဆိုထားဖြစ်ပါတယ်။အဒီနောက်စစ်ကောင်စစ်တပ်ကမြို့နေနာရွာတွေပါအင်အားများပြန့်တဲ့အခိုင်မှာအထိုင်ချတပ်ဆွဲထားတယ်လို့ဒေတာခန့်ကပြောဆိုထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့တမူး ကဘောကျိုင်ဝန်ဒေတာကိုအိန္ဒိယပိုင်းနဲ့အတွင်ပြန်တွင်းရန်မနစ်ပူရာပြည်내အမတ်ရဲ့ပြုဆုံမှုအပေါ်မှာအချုပ်အခြာအာဏာကိုလေးစားသင့်ပြီးနိုင်ငံမိတ်ပြတ်အောင်မလုပ်သင့်ဘူးလို့စစ်ကောင်စီကလေပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် မြန်မာနိုင်ငံရဲ့နိုင်နမိတ်အတွင်မှာပါဝင်နေတဲ့တမူကဘောချိုက်ဝန်ဒေတာကိုအိန္ဒိယပိုင်းနဲ့အတွင်းပြန်တွေးရန်မဏိပူရာပြည်နယ်အမတ်ရဲ့ပြောဆိုမှုစက္ကစီကအချုပ်အခြာအာဏာကိုလေးစားသင့်ပြီးနိုင်ငံမိတ်ပြအောင်မလုပ်သင့်ဘူးလို့လေးပြထိုး၍တုတ်ပြန်လိုက်ကြောင်းသိရှိရပါတယ်။ စကိုင်းတိုင်းတမိုးကမောချိုင်ဝန်ဒေတာကိုအိန္ဒိယအပိုင်းတဘောမျိုးပြောဆိုခဲ့တဲ့မနီပူရာပြည်နယ်လွတ်တော်အမတ်တဦးရဲ့ပြောဆိုချက်အပေါ်မှာအကြံဖက်စကားစီရဲ့ပြောရင်းဆိုခွင့်ရှိသူဇော်မင်းထွန်းကတော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာမိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်းအိန္ဒိယ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကပူပေါင်းဆောင်ရွက်နေကြောင်းမြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုဆန့်ကျင်နေတဲ့အုပ်စုများကိုလက်ခံထားခြင်းမရှိကြောင်းတုတ်ပြန်ပြောဆိုထားတယ်လို့သိရပါဗျာ။ ဒီကောင်ဘော်ကြိုက်ဝန်ဒေတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ရခင်တုန်းကလည်း2023ခုနှစ်တုန်းကအိန္ဒိယရဲ့အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကတမူးကလေးမင်းကင်မြို့နယ်တွေပါဝင်တဲ့ကဘော်ကြိုက်ဝန်ဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတော်မျိုးရှိခဲ့ပါတယ်။ဂျာတွေကလည်းကလေးမြို့မှာကမင်းကင်မြို့ကမင်းကင်မြို့မှာကဒေတာခံတွေကဆန္ဒပြကန့်ကွက်ခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွင်းအိန္ဒိချင်းကောင်မိတ်ဆွေကောင်ဖြစ်အမြဲရက်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိခဲ့တဲ့တချို့သောနိုင်ငံရေးသမားတို့အနေနဲ့မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုပဲကြည်ပြီးနိုင်ငံဆက်ဆံရေးကိုပြတ်ပြောင်းအောင်မလုပ်သင့်ဘူးဆိုတာပြောကြားလိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအနာနိုင်ငံပိုင်ဆိုင်မှုတွေကိုလေးစားသင့်တယ်လို့ပြောကြားလိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့အတိပေးသင့်တာပြောဆိုသင့်တာတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဟိုအကြံဖက်အစုံမင်းချောင်းပြောဆိုထားကြောင်းသိရှိရပါတယ် အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကအိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဘက်နေရာဒေသများသို့တွားရောက်ခဲ့ခြင်း CNA CNA ချင်းပြည်နယ်အဖွဲ့များနဲ့တွေ့ဆုံခဲ့ကြောင်းထို့ပြင်တမူကဘောကျိုင်ဝန်ဒေသနဲ့ပတ်သက်ပြီးတော့အိန္ဒိယအချက်လွတ်တော်အစည်းအဝေးတွင်မနီပူရာပြည်နယ်ပါလီမန်လွတ်တော်အမတ်တို့ကရခိုင်တမိုင်းအကြောင်းအရာအိန္ဒိယကပိုင်းတဲ့ဆိုတော့တဘောမျိုးပြောကြခဲ့တဲ့ကိုစက်ကောင်စီကတရှိထားကြောင်းဆွန်မင်းထွန်းပြောဆိုထားပြပါရယ် 6839ခုနှစ်ကပေါ်ချိုင်ဝင်းတဘောတူညီမှုနဲ့6826ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပင်ကြီးရန်တဘူစာချုပ်များအရာတတ်မှတ်ထားတဲ့ရော့ကြီးကိုမြန်မာနိုင်ငံမှာဆက်လက်ပြီးချေရန်သို့မဟုတ်ကပေါ်ချိုင်ဝင်းဒေတာကိုပြန်လည်သိမ်းယူပြီးမဏိပူရပြည်နယ်အတွင်းတွင်ထပ်တွင်ရမည်ဖြစ်ကြောင်းမဏိပူရပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ကြမ်းရဲ့စကားဆောင်ပို့ချုံမှုကြီးမြန်နိုင်ကိုရိုင်းရုရှားနိုင်ငံသို့တွားရောက်ပြီးတော့တမရပူတင်ရဲ့တွေ့ဆုံကပူပေါင်းဆစ်စင်နေတဲ့ထဝယ်အထူးစီးပွားရေးစုစီမံကိန်းကိစ္စဆိုလို့ရှိရင်လည်းဒေတာခံများအတွေ့စိုးကျိုးများသာတက်ရောက်နိုင်ပြီးလက်ရှိမြေပြင်အရာဖြစ်နိုင်ခြင်းမရှိကြောင်းဒေတာတွင်အရက်ခွဲအထက်ရရပက်အခွဲထံကနေလည်းတရှိရပါတယ်စကားစီယာပီကန်တီဖေခွာလာ23ရက်နေ့တွင်တနင်္လာရီတိုင်းရှိထဝယ်အထူးစီးပွားရေးစုတွင်ကြောက်မီသွေးသောလက်စစ်တအားပေးစရုံနဲ့ရေနံချက်စရုံများပါဝင်တဲ့စီမံကိန်းကို ရုရှားနိုင်ငံနဲ့လက်မှတ်အရေးထိုးခဲ့သလိုစစ်ကောင်ဆောင်ရဲ့ရုရှားခီးစွန်းနေဟာလို့ဆိုနေရှင်နဲ့တမရောက်ပူတင်နဲ့တွေ့ဆုံစဉ်ထဝဲအထူးစီပွားရေးဆိုနဲ့ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်အကြမ်းတက်ဆက်ပင်မို့ကျမပဲကြတာကိုပြပါရှင်အပင်နာစင်အတွေ့အတွေ့ကျဆွတင်ရှိပါလိမ့်ရှင်